သူမကလေးလေးကံကြောင့်စိန်နကပန်းစင်ခွင်းရခဲ့တဲ့ဖတ်ဒီမပရိသတ်ကြီးဖတ်ဒီမကိုတော့အလုံးသိကြမှာပါနော်အရှင်လိုလူတန်းရှိကြီးတွေနဲ့ဈေးမယောင်ရတော့တာကြာခဲ့ပြီနော်စီဝါရီလေးမဆိုတော့လေးစင်ပြေနေပြီးတော့မွေးဖွားလာမယ့်ကလေးလေးရဲ့ရှိရေးကိုတွေးပူနေတာဖြစ်ပါ ರಿ သူမချင်မောင်ရောက်ရတဲ့ငွေတွေအလုံးကိုငလင်ဘေးတွေ့လူတန်းခဲ့ပြီးတော့မန်လေးနဲ့စကိုင်းကိုကိုရိုင်းသွားပြီးတော့လူတန်းပေးခဲ့တာဖြစ်ပါ ರಿ တောင်ကြောင်တိုင်ကြားသူတွေရဲ့ FDA ထောက်ခံချက်မရတဲ့ချင်မောင်ရောင်းချတာကြောင့်အရှင်လိုလူများကြီးလာဝင်မစားတော့တာဖြစ်ပါ ರಿ ဒါကြောင့်လမ်းလေးစိန်ဆိုင်တတိ မကသူမတို့လက်ဆောင်ပစ္စည်းတွေနဲ့စိတ်နှကန်းလှလေးတရံကိုအင်းရောက်ပေးခဲ့တာလေးဖြစ်ပါရင် လိုင်းလင်းဆိုင်ရှင်အမဟာဖတီးမရဲ့ငလင်ပေးလူတွေသဘောကျခဲ့ပြီးတော့ဘလို့စုပိရင်ကောင်းမလေးစဉ်းစားရင်းနဲ့စိတ်နှကလေးပန်စီချင်လို့ပေးကြတာလို့ဆိုပါရီလိုင်းဒီမဟာမိန်းကလေးဆိုတာစိတ်နှကလေးဝတ်ချင်မှာပါဒါကြောင့်ဘောင်ချာလေးနဲ့ဘူးလေးနဲ့တူအိမ်လျှောက်သွားရောက်ပေးကြတာဖြစ်ပါရီဖတီးမကလည်းဝမ်းသာနေပြီးတော့သူမတသက်မှာစိတ်နှကမို့ဖို့တော့ရမ်းပျော်တယ်လို့ပျော်လို့လို့မြိတ်တောင်ကြတယ်လို့ပြောပြခဲ့တာဖြစ်ပါရီလိုင်းလီစိန်ဆိုင်အမကလည်းဖတီးမကလေးမွေးရင်လိုအပ်တဲ့ကလေးပစ္စည်းတွေနဲ့မှုရကလေးတိုင်းပါဆောင်းအစားရှိတဲ့ပစ္စည်းတွေပါပေးကြတာပါသူမပိုက်တဲ့ ကကလေးလေးရဲ့ကံတရားကြောင့်မလို့စိတ်နှကန်းနဲ့လိုအပ်တဲ့ပစ္စည်းတွေရခဲ့ပြီးတော့ဝမ်းသာနေတဲ့ဖက်ဒီမှာမြေကြီးတွေဝဲနေတာဖြစ်ပါရင်ကလေးရဲ့အနည်းတွေကိုလည်းပုံလိုက်ဝယ်ပေးခဲ့ပြီးတော့ကလေးပခက်နဲ့ကလေးလက်အိတ်ခြေအိတ်ကစတာတွေကိုလည်းပစ္စည်းဆော်ဝယ်ပေးခဲ့တာပါမွေးလာမယ့်ကလေးလေးရဲ့ကံတရားအလွန်ကြီးမားပြီးတော့လူလောကထဲရှောက်မလာခင်တောင်မှအချစ်ခံနေရတာဖြစ်ပါရင်ဖက်ဒီမှာသူမရဲ့ lucky baby လေးကြောင့်ကြည်နူးရပြီးတော့လိုင်းလေးစိမ့်ဆိုင်ကိုလားလူမယ်လို့မသိပဲနဲ့အရင်တစ်ခေါက်ကလိုအပြင်ကဒီတိုင်းလာလူကြတဲ့လူရှင်တွေလိုပဲထင်ထားတာဖြစ်ပါရင် လိုင်းလီစိန်ဆိုင်ကအမလေးဖြစ်ရောပျော်ရှင်သွားခဲ့ပြီးတော့စိန်ဆိုင်အမကိုလေဖတ်တီမာကနေတိုင်းလိုက်စေးတွေရောင်းနေတဲ့လိုက်ကိုဝင်ကြည့်ပြီးတော့သဘောကျနေရလို့ပြောပါရီလိုင်းလီစိန်ဆိုင်အမရဲ့ဖန်ဖြစ်ပြီးတော့ဖတ်တီမာဟာစိန်လေးတွေရွှေလေးတွေလိုချင်လို့လိုက်စေးကိုနေတိုင်းဝင်ကြည့်နေတာလို့ပြောပါရီသူလိုချင်တာလေးလဲရှာရောကလေးလေးတယောက်လိုပြောနေပြီးတော့မထင်ထားခဲ့ဘူးကန်ကောင်းလိုက်တဲ့ကလေးလေးလိုသူကလေးလေးကိုချီးကျူးနေကြတာဖြစ်ပါရီဖတ်တီမာဟာသူမစိန်နဲ့ကလေးကိုလိုချင်တာဖြစ်ပြီးတော့ကလေးလေးကဆူတောင်းပေးလို့ရှာခဲ့တာလို့ဆိုပါရီဝမ်းသာမြေကြီးတွေနဲ့လိုင်းလီအမတို့လင်မယားကိုကျေးဇူးတင်နေကြတာဖြစ်ပါ ါတယ်။သူမရဲ့မွေးဖွားစေးတဲ့အကုန်လုံးကိုလေအဝေးကနေသူမကိုချစ်တဲ့သူတွေကလှူပေးကြတာအားလုံး73သိန်းရှားနေပါပြီ။ကလေးစိတ်ကိုလေဈေးရောက်နေရင်လည်းထက်ဆုပ်ထားတာမလို့ဆင်ပြေသွားမှာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။ဖတ်ဒီမာကစနေသမီးဖြစ်တော့ အဆောင်ကြောင်းဟာစိန်ဖြစ်တာမလို့ခရဲနှစ်ကလေး60တန်လေးကိုလိုချင်ခဲ့တာအခုလိုချင်တာလေးရှာရောအရန်ကန်ကောင်းတယ်လို့ပြောတာပါတာသမီကန်ကကြီးမားပြီးတော့ကန်တရားရဲ့ပြောင်းလဲမှုဟာဖတီမရဲ့စေနာကြိုးပေးမှုကြောင့်တံပြဲတက်ရောက်ခဲ့တာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးဖတီမရဲ့လက်ကီးဘေဘီလေးကြောင့်ကန်ကြိုးပေးကောင်းခဲ့ပြီးတော့လူချစ်လူခင်များကအခုဆိုရင်တော့စိန်ငယ်ကြီးပန်စင်ခွင့်ရပြီးတော့ပြောနေတဲ့အပေါ်မှာမှတ်ချက်လေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်နေနေမှုပညာ ရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။